ောင်သူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်သူပါကျွန်တော်ဒီနေ့ရှင်းပြချင်တာကတော့ data validation drop down list တက်တဲ့အခါမှာကျွန်တော်တို့က select ပုံမှတ်ခဲ့တဲ့နေရာရှိရပေါ့အဲ့ဒီနေရာတွေကိုအကွက်လွတ်တွေမပေါ်အောင် dot operator နဲ့ twin range function ကိုသုံးပြီးတော့ဘလို့အာလုံးလို့ရလဲဆိုရယ်နီလန်ကိုပြောပြပေးမှဖြစ်ပါတယ်အဲ့တော့အာကျွန်တော်အခုပြောပြတဲ့နီလန်က excel version office အ365သုံးတဲ့သူတွေဆိုရင်တော့ဖြစ်လေးဖြစ်တာမရှိဘူးနောက်တစ်ခုကကျွန်တော်တို့ Microsoft Office 2024သုံးတဲ့သူတွေဆိုရင်လည်းဖြစ်လေးဖြစ်တာမရှိဘူးပေါ့တခြားသော version တွေမှာဆိုရင်တော့ဒီပြဿနာဖြစ်တယ်အထူးသဖြင့်2024နဲ့2023မှာဖြစ်တယ်ဒီပြဿနာဘယ်လိုဖြေရှင်းမလဲဆိုတော့ကျွန်တော်လေ့လာကြည့်အောင်ပေါ့မြင်အရင်ဆုံးကျွန်တော်ကအခုလိုမျိုး drop down list တက်ချင်တယ်ပေါ့နော်အခုကျွန်တော်ယာယီတက်ထားတဲ့ drop down list ကိုဖြတ်လိုက်မယ် order dl order dl ကိုနှိပ်လိုက်ရင်เนาะအဲကျွန်တော်တို့ data validation box ကျလာမှာဖြစ်တယ် d နဲ့ on နဲ့ပေါ့เนาะအဲဒီ box ထဲမှာပါတဲ့ဟာကို clear on နဲ့ကျွန်တော်ဖြတ်လိုက်မယ် okay ပေါ့အဲတော့ကျွန်တော်အခုရှင်းပြခြင်းနဲ့ပြဿနာကအခုနီးလန်းနှစ်မှာဆိုရင်ကျွန်တော် clip ပေးလိုက်တယ်အဲဒီအောက်မှာအပူ blank စဲကြီးတစ်ခုပေါ်နေတယ်ဒါမပေါ်ဘူးလို့လုံးမလဲဒါကျွန်တော်ပြောပြမယ်เนาะနောက်တစ်ခုကဒုတိယနီးလန်းတတိယနီးလန်းကိုကြည့်လိုက်တော့ဒါကအဲမပေါ်ဘူးပြ နော်စရုပ်ဓာတ်နီးကိုကြီးလိုက်တော့လေမပေါ်ဘူးပေါ့အဲ့တော့ကိုစကလုံးရိုက်တက်တော့ပဲ drop down list ထဲမှာစကလုံးတွေရှိနေမယ်အကွက်လို့တွေကိုဆဲကွက်ပို့မှတ်ထားရင်လေအဲမပေါ်ပြပေးဘူးပေါ့နော်ဒီနီးလောက်ကျွန်တော်သုံးမှဖြစ်တယ်ကောင်းပြီအရင်ဆုံးအနေနဲ့ကျွန်တော်က data validation drop down list တက်ချင်တော့ order dl နှိပ်လိုက်တယ်နော်အဲ့တော့ any value any value ကို list လို့ပြောအောင်မှာ tab တစ်ချက်နှိပ်လိုက်တယ် l နှိပ်လိုက်တယ် tab နှိပ်လိုက်တယ်နော်အဲ့တော့ကျွန်တော်က drop down list ထဲမှာပါစီခြင်းနဲ့ ဟလာဆဲကွက်တွေကိုကျွန်တော်ဆက်လက်မှတ်ထည့်ရမှာဖြစ်တယ်။အဲတော့မလို့ဒီကျွန်တော်အောက်ကဆဲကွက်တွေအခုလိုမျိုးဆက်လက်မှတ်ထည့်လိုက်မယ်။ဘာတယ်လဲဒီထဲမှာဝင်သွားပြီပေါ့။ဒါပေမဲ့တို့က absolute address ဖြစ်နေတယ်နော်။အဲတော့ fo key တစ်ချက်နှစ်ချက်သုံးချက်နှိပ်လိုက်ပြီးပြီးသွားရင်တော့ကျွန်တော် okay နှိပ်မှာဖြစ်တယ်။ okay နှိပ်လိုက်ရင်ဒီမှာကြည့်အကွက်လွတ်ပေါ်နေရပေါ့နော်။အဲ့လိုအဲ့ဒီအကွက်လွတ်မပေါ်ကျွန်တော်ဘယ်လိုလုပ်မလဲ dot operator ကိုသုံးလို့ရတယ်။ဒါ excel office 365မှာအသစ်ထည့်ပြီးလိုက်တဲ့ operator တစ်ခုဖြစ်တယ်။ ဲ့တော့ဒါကိုကျွန်တော်ရှင်းပြဖို့အတွက်အခုဒီရလေးကိုကျွန်တော်အရင်ဆုံးလေ့လာကြည့်အောင်ဥပမာဆိုကြပါစို့ကျွန်တော်တို့က equal နှိပ်လိုက်တယ်ဟောဒီ range တစ်ခုလုံးကိုဆက်လက်မှတ်ပြီးတော့ under ခောက်လိုက်ရင်အာဒီမှာတွေ့လားဆဲကွက်အလွတ်တွေမှာကျွန်တော်တို့3ည3စသဖြင့်3ည3ည3ည3ပေါ်နေတယ်အမှန်တော့ကျွန်တော်တို့ကျင်တာကဒီ gain တွေကြီးပဲဒီ3ည3တွေက blank ဆဲတွေကိုကိုစားပြုလာဖြစ်ပါတယ်ကောင်းပြီဒါဆိုရင်ကျွန်တော်ကဒီဆဲကွက်မှာเนาะအခုကျွန်တော်စပြီးတော့ရေးသားထားတဲ့ဆဲကွက်မှာ f2 key နှိပ်မယ် နေပြီးသွားတဲ့အခါမှာအဲကျွန်တော်ဒီနေ့အောင်တစ်ချက်ကြည့်အောင်ကျွန်တော်ဒီဘက်ကဇရာကွက်ကအောက်ကလွတ်နေတဲ့အကွက်တွေကိုမပေါ်ပြချင်ဘူးဆိုရင်အဲဒီ colon နေရာ colon ရဲ့နောက်မှာ dot operator ထည့်ပေးရတယ်အပေါ်မှာရှိနေတဲ့အကွက်လွတ်တွေကိုမပေါ်ပြချင်ဘူးဆိုရင်အဲဒီ colon ရဲ့ရှေ့မှာကျွန်တော်က dot operator ထည့်ပေးရတယ်ကောင်းပြီနော်ကျွန်တော်အခုအဲ့လိုထည့်လိုက်ပြီအာထည့်ပြီးသွားတဲ့အခါမှာကျွန်တော် control နဲ့ under နဲ့နှိပ်လိုက်တယ်အဲဒါဆိုရင်မပေါ်တော့ဘူးဗျ ဲ့တော့အဲ့ဒီ dot operator ရဲ့အလုပ်လုပ်ပုံကိုကျွန်တော်တို့က data validation box ထဲမှာအခုဒီထဲမှာအသုံးပြုမှာဖြစ်တယ်။ဟောပြီဒါဆိုရင်ကျွန်တော်က order dl เนาะအော်ဒီနေရာမှာ clear on နဲ့နှိပ်လိုက်မယ် okay နှိပ်လိုက်မယ်ပေါ့။ဟောပြီအခု debit credit ရိုက်ထားတဲ့စာကြောင်းနဲ့အခုလို select မှတ်ပြီးတော့ထည့်လိုက်မယ်။အာ sorry เนาะဘာကြောင့်ပျောက်သွားလဲ။အော် alt dl เนาะအာ tap ခုံမယ် alt လို့ရိုက်မယ် tap tap ခုံမယ်ဒီတော့ကိုလိုချင်တဲ့ ဆဲခွက်တွေအကုန်လုံးထည့်လိုက်မယ်အဲ့တော့ဒီနေရာမှာ absolute address တွေဖြစ်နေတယ်တနည်းအားဖြင့်ပြောရင်ဆဲတွေကို lock ချထားတာပေါ့အဲ့တော့ဆဲတွေကို lock ပြုတ်ချင်နေဆိုရင် fo key တစ်ချက်နှစ်ချက်သုံးချက်အဲ့တော့ဆဲ lock ချတဲ့အကြောင်းကိုတေချာနားမလည်ဘူးဆိုရင်ကျွန်တော်ရဲ့ YouTube channel မှာဆဲ address များဆိုတဲ့ playlist တစ်ခုတိစောက်ပေးထားတယ်အဲ့ဒီမှာ video file 3ခုရှိတယ်အဲ့ဒီ video file မှာသွားပြီးလေ့လာလို့ရတယ်အော်မြင်ကျွန်တော်ရဲ့ပြဿနာမှာကြာတော့ကျွန်တော်ကဒီအောက်ကလွတ်နေတဲ့အကွက်တွေပဲဖျောက်ချင်တာဒါကြောင့် dot operator ရဲ့ colon ရဲ့အနောက်မှာ dot operator ကိုထည့်ပေးရမယ် ကောင်းပြီကျွန်တော်ထည့်လိုက်ပြီထည့်ပြီးတော့နဲ့တပြိုင်နက်ဟာကျွန်တော် control under ခောက်မယ်ပေါ့နော်ဟာ okay နှိပ်လိုက်မယ်နော်နှိပ်လိုက်တဲ့အခါမှာဟာအခုပေါ်လာပြီပေါ်လာရင်အခုကျွန်တော်ကဒီဘက်ဆဲကွက်တွေကိုပါကျွန်တော် copy ကူးမှာပေါ့ဒါကြောင့်မလို့ကျွန်တော် lock ချေခဲ့တာနော်ကောင်းပြီအခုကူးလိုက်ပြီအာကူးလိုက်တဲ့အခါမှာဒီနေရာမှာကျွန်တော်တစ်ချက်လောက်ပြန်ပြီးတော့ set ကြည့်ရအောင်အာ debit credit okay အာဒါဆိုရင်လည်းဒီမှာ account payable အထိပဲဒါလည်း okay တယ် ဟုတ်ပါနော်အဲဒီမှာဆိုရင်တော့လေးခုပဲရှိရမယ်အဲကျန်တာမပေါ်တော့ဘူးပေါ့နော်အဲ့တော့အဲကျွန်တော်တို့ကအဲ့ဒီလိုမျိုးမလုပ်ချင်ဘူးဆိုရင်နောက်ထပ်ဥပမာတစ်ခုက Office 365မှာအသစ်ထည့်ပြီးလိုက်တဲ့ trim range version ကိုသုံးလို့ရတယ်ပေါ့နော်သူရဲ့အလုပ်လုပ်ပုံကျွန်တော်ဒီနေရာပြောပြမယ် TRIM download download tab ပြီးရင် collagen နဲ့ range တစ်ခုလုံးကိုလို select ဆွဲမှတ်လိုက်ပါ control under collider နဲ့တပြိုင်နက် dot operator တောင်သုံးကြရမလို့ပါဘူးဒါ trim range function ရဲ့အသာချက်ဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်တို့ကဒီ data validation box ထဲမှာအကွက်လွတ်တွေကိုပါအဲထည့်သွင်းပြီးတော့ဆက်လက်မှတ်ခြင်းတဲ့သူတွေအတွက်ကကြတော့ train rate function ကိုသုံးလို့ရတယ်အဲ့တော့ altl ကျွန်တော်နှိပ်လိုက်မယ်အဲကျွန်တော်ဒီနေရာမှာ train rate function ကိုသုံးထားရပါတော့အဲ့တော့ဒီ data validation box ထဲမှာကျွန်တော်တို့ကအဲ formula ရေးသားခြင်းနဲ့ဆိုရင်တော့ဂရုတစက်ရေးပါ equal trim train ring range ပြီးရင်ကွင်းစပြီးရင်တော့ကျွန်တော်အခုဆက်လက်မှတ်လိုက်မယ်မှတ်ပြီးတော့ fog တစ်ချက်နှစ်ချက် သုံးချက်ဟုတ်ပြီနော်ပြီးတော့ရင်အန်တာခေါက်လိုက်ပါခေါက်လိုက်ပြီးတော့ရင်တော့ကျွန်တော်ဒီဘက်ညာဘက်ကိုဆွဲကြည့်လိုက်မယ်ဆွဲကြည့်လိုက်တာနဲ့တပြိုင်နက်နော်အော်တွေးရပြီအော်တွေးရပြီအဲတွေးရပြီကောင်းပါပြီဒါကတော့ကျွန်တော်ပြောပြခြင်းနဲ့အဲ dot operator ရဲ့အသုံးဝင်ပုံနဲ့ twin range function ရဲ့အသုံးဝင်ပုံဖြစ်ပါတယ်ဒီ function တွေကိုရဖို့အတွက်ကျွန်တော်ဆယ်စုနှစ်နေပါစောင့်ခဲ့ရတယ်တို့ရေမရခင်တော့ array syntax နေနဲ့ dynamic range တွေဖြန်နေပြီးတော့ data validation box မှာကျွန်တော်တို့ဒီအဲဒီအစဲကွက်အလွတ်တွေမပေါ်ဘူးအတွက်စူးစမ်းပန်းစားနဲ့ syntax တွေရေးခဲ့ရပါတော့။အဲတော့အာကျွန်တော်ရဲ့ video file ကိုအချိန်ကုန်ခံပြီးတော့လေ့လာပြီးတော့ကျေးဇူးတင်တယ်။အိမ်ဇင်နဲ့ပတ်သက်တဲ့အခက်အခဲတွေပြေလည်ကြပါစေ။နောက်ပိုင်းသင်ခန်းစာမှာကျွန်တော်ပြန်တွေ့ကြမှာပါ။